လမ်ပတ်ဂျရက်ပေါ့စကိုတို့အနက်ဘသူကအကောင်းဆုံးဖြစ်ခဲ့တယ်လဲပြောပြလာတဲ့ကွာရီယိုလာတကယ်လို့တင်တာပရီးမီးယားလိပွဲစဉ်တွေကိုအချိန်ကြာကြီးကြည့်ရှုခဲ့တဲ့အသက်40ဝန်းကျင်အရွယ်ဘောလုံးပရိသတ်တယောက်ဖြစ်မယ်ဆိုအင်္ဂလန်ရဲ့အကောင်းဆုံးကဏ္ဍဝင်ကစားသမား၃ယောက်ဖြစ်တဲ့ဂျရက်လမ်ပတ်နဲ့ပေါ့စကိုရဲ့ကစားဟန်တွေကိုကြည့်ရှုခဲ့ရမှာအသေးချာပါပဲပေါ့စကိုကတော့မန်ယူအသင်းမှာအချိန်ကြာကြီးကစားခဲ့တဲ့ကဏ္ဍဝင်ကွင်းလယ်ကစားသမားတယောက်ဖြစ်ခဲ့ပြီးချန်ပီယံလိဖလား၂ချိန်နဲ့ပရီးမီးယားလိဖလား၁၁ချိန်ရရှိခဲ့ပူတာပါ အင်္ဂလန်ဘောလုံးသမားကြီးတစ်ယောက်ဘယ်အင်္ဂလိပ်ကစားသမားကမှပေါ်စကိုလာပရီးမီယာလိဘလာမရဘူးပါဘူးပေါ်စကိုရဲ့ကွင်းလေကနေအပြင်ကိုကန်သွင်းချက်တွေကိုပရိသတ်တွေအမြဲတမ်းသတိတရရှိနေတော့မှာဒါကြောင့်လဲမန်ယူကန်နဝင်နီးပြကြီးဖာဂူဆန်ကသူကင်တွေ့ခဲ့တဲ့များအကောင်းဆုံးကစားသမားဆိုပြီးအမြဲတမ်းချီးကျူးနေတာဖြစ်ပါတယ်ချဲစီအသင်းရဲ့ကနဝင်ကွင်းလေလူလန်ဘတ်ကတော့သူ့ရဲ့ကနဝင်ကစားသမားဘွားကိုဝဟန်အသင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်နောက်ပိုင်းမှာတော့ချဲစီအသင်းကိုပြောင်းရွှေ့လာခဲ့တာ ကျက်စီအတင်တဲ့အတူ9,212ကိုတွင်ယူခဲ့ပြီးအောင်မြင်မှုစုဖလားမျိုးစုံရရှိခဲ့တာပါ။ဒါကြောင့်လဲချက်စီအတင်ပြိသက်တွေအတွက်တော့လမ်းဘတ်ဟာဘယ်တော့မှမီးဖြောက်လို့မရတဲ့ချက်စီအတင်ရဲ့ကဏ္ဍဝင်ကစားသမားတယောက်ဖြစ်အမြဲတမ်းရှိနေမှာဖြစ်ပါတယ်။ချက်စီပြိသက်တွေအတွက်သူရဲကောင်းကလမ်းဘတ်ဆိုရင်လီဗာပူးပြိသက်တွေအတွက်တော့စတီဗင်ဂျက်ရက်ကအစားထိုးလို့မရတဲ့ကဏ္ဍဝင်သူရဲကောင်းလို့ဆိုရမှာပါ။လီဗာပူးလူငယ်ကယ်ရီမီကိုအသက်9နှစ်အရွယ်မှာကလေးကရောက်ရှိလာခဲ့တဲ့ဂျက်ရက်ဟာသူရဲကစားသမားဘဝတစ်လျှောက်လုံးနီးပါးလီဗာပူးအတွက်ပေးဆက်ကစားခဲ့ပါတယ်။ ဂျရာဟာသူ့ရဲ့ကစားသမားဘဝမှာပရီးမီးယားလိဖလားမရရှိခဲ့ဘူးပေမယ့်လီဗာပူးအသင်းနဲ့အတူ2005ခုနှစ်မှာချန်ပီယံလိဖလားရရှိခဲ့သလိုသူ့ရဲ့ကစားသမားဘဝမှာလီဗာပူးအသင်းအတွက်186ဂိုးအထိအတွင်းယူနိုင်ခဲ့တာပါကလေးဘဝကနေအသင်းကောင်းဆောင်အဖြစ်နဲ့လီဗာပူးအသင်းကိုဦးဆောင်ပေးခဲ့သူဂျရာဟာလီဗာပူးပရိသတ်တွေအတွက်တော့ကံတော်ဝင်သူရဲ့ကောင်းပါပဲအခုလိုမျိုးပေါ့စ်ကိုလမ်ဘတ်ဂျရက်တိုဟာအင်္ဂလန်ထိပ်သီးအသင်းကြီး၃တင်းရဲ့သူရဲကောင်းတွေဖြစ်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အတင်မှာနေရာတူတဲ့ကွင်းလေကစားသမားတွေကြီးမို့ဒီကစားသမား၃ယောက်မှာဘသူကပိုကောင်းတယ်ဆိုတာကအမြဲငင်းခုန်နေရတဲ့အကြောင်းအရာတစ်ခုဖြစ်ခဲ့တာပါအခုခါမှာတော့မစီတီနီပြဂွာရီယိုလာကအင်္ဂလန်ကွင်းလေကစားသမား၃ယောက်ဖြစ်တဲ့ပေါ့စကိုဂျယ်ရန်နဲ့လမ်ဘတ်တို့မှာဘသူကသူ့အတွက်ကောင်းဆုံးကစားသမားဖြစ်မလဲဆိုတာကိုပြောပြလာခဲ့ပါတယ်ဂွာရီယိုလာပြောလာတာကလမ်ဘတ်နဲ့ဂျယ်ရန်တို့ကိုကျွန်တော်အမြဲတမ်းလေးစားသလိုသူရဲ့ခြေစွမ်းတွေကိုလည်းတကယ်ကြည့်ကျူးပါတယ် ဒါပေမဲ့ကျွန်တော်ရဲ့နှလုံးသားထဲကဆန္ဒအရာကတော့ Postco ကကျွန်တော်အတွက်အကောင်းဆုံးခွင့်နဲ့ကစားသမားပါလို့ပြောခဲ့တာပါ။ဆလပီဂွာဒီယိုလာကသူဒီလိုရွေးချယ်ရတဲ့အကြောင်းရင်းကတော့လမ်ပန်နဲ့ဂျယ်ရက်ထပ်ပေါ့စကိုရဲ့ကစားဟာဘာစီလိုနာအသင်းရဲ့ကစားဟန်နဲ့လိုက်ဖက်မယ်လို့ယူဆတာကြောင့်ဖြစ်တယ်လို့ဂွာဒီယိုလာကရှင်းပြပါတယ်။ပေါ့စကိုသာသူငယ်ရွယ်စဉ်ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ကစားခဲ့ရင်လည်းအခက်အခဲမရှိနိုင်လောက်ဘူးလို့လည်းဂွာဒီယိုလာကပြောခဲ့တာပါ။ဘောလုံးဝါသနာရှင်ဘရာသာတို့ကရောဒီကွင်းရဲ့ကစားသမားအတော်ရောင်မှာဘသူကအကောင်းဆုံးလဲဆိုတာပြောခဲ့ပါအောင်ခင်ဗျာ။